ယူကရိန်းသမ္မတဗလိုဒီမာဇလန်စကီနဲ့ညနေချင်းဆိုင်ဆွေးနွေးရေးရုရှားသမ္မတဗလာဒီမာပူတင်လာရောက်ဖို့ပြက်ကွက်ခဲ့တဲ့အက်စတန်ဘူဆွေးနွေးပွဲမအောင်မြင်ဖြစ်ခဲ့ပြီးနောက်ပုတ်ရဟန်မင်းကြီးလီယိုဆက်လီယာယူကရိန်းရုရှားငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုဗာတီကန်နန်းတော်ကလက်ခံကျင်းပပေးမယ်လို့ကန့်လန့်လိုက်ပါတယ်။လိုအပ်လို့ရှိရင်ပုတ်ရဟန်မင်းကြီးကဗာတီကန်နန်းတော်ကိုရုရှားနဲ့ယူကရိန်းကြားတိုက်ရိုက်ဆွေးနွေးနိုင်တဲ့နေရာဖြစ်လာအောင်လုပ်ပေးဖို့ဆန္ဒရှိတယ်လို့ဗာတီကန်နန်းတော်နိုင်ငံသားရေးဝန်ကြီးရဲ့မေလ16ရက်ကြေညာချက်မှာဖော်ပြထားပါတယ်။ တူရကီမှာပြုလုပ်ခဲ့တဲ့ဆွေးနွေးမှုတွေမအောင်မမြင်ဖြစ်သွားလို့ဗာတီကန်နန်တော်ကစိတ်မကောင်းဖြစ်ရတယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်။ပိုယဟန်မင်းကြီးလီယိုဆက်လီကယူကရိန်းရဲ့ဂရိကက်သလစ်ဘုရားကျောင်းခေါင်းဆောင်ကိုဗာတီကန်နန်တော်မှာမေလ15ရက်ကလက်ခံတွေ့ဆုံခဲ့ပြီးယူကရိန်းစစ်ပွဲငြိမ်းချမ်းစွာအဆုံးသတ်ရေးဆောင်ရွက်ပေးဖို့တိုက်တွန်းပြောကြားခဲ့တာပါ။ယူကရိန်းဖုံးတော်ကြီးကပိုယဟန်မင်းကြီးကိုယူကရိန်းသို့ဖိတ်ခေါ်ပြီးလက်ရှိရုရှားဖန်ဆီးထားတဲ့ယူကရိန်းအကျဉ်းသားတွေရဲ့စည်းရင်းကိုပေးအပ်ခဲ့တယ်လို့သိရပါဗျ။ ပိုယဟမင်ဂျီဖရန်စစ်လက်ထက်မှာဗာတီကန်ကအကျဉ်းသားလဲလှယ်ရေးနဲ့ယူကရိန်းကလေးငယ်တွေကိုရုရှားကပြန်လည်ပို့ဆောင်ရေးထောက်ခံအားပေးကူညီခဲ့ပါတယ်။ပိုယဟမင်ဂျီလီယိုဆက်လီကိုမေလ18ရက်မှာတရားဝင်ယာဒုခန့်အပ်မှာဖြစ်ပြီးယူကရိန်းသမ္မတဇလန်စကီနဲ့အမေရိကန်ဒုသမ္မတဂျီဒီဗင်းစ်တို့တက်ရောက်မယ်လို့မျှော်လင့်ရပါတယ်။